အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေဒီနေ့မှပရိသတ်တွေတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူ AGV ရေးသားထားတဲ့ရင်းဝယ်တကားဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းစနစ်ပဲဖြစ်ပါတယ်ဇာတ်လမ်းလေးရောကျမဆုလိုက်ရတင်ဆက်ပေးသွားမှာပါအိမ်ပြန်ချမေသားကြီးအရေးပေါ်ကောက်ခေါ်လိုက်မင်းညူအကောင်းဆုံးဆိုတဲ့စည်းရုံမှာပြမယ်ဒီမှာအစင်မပြေနိုင်ငံသားတီကိုသွားမယ်ထဆန်းမင်းအခုချက်ချင်းထဆန်းကြည်သားဟဲ့မင်းငါ့ကိုလိန်နေရဲဆိုတာငါသိတယ် ဒေါ်တင်းတင်းသာဟာစွန့်အငိမ့်သက်နေရမှជីတာဟန်စီကိုပြေးသွားလိုက်ပြီးជីတာဟန်ရဲ့လက်မောင်းမှဆွဲထူမလိုက်ပြီးတဲ့နောက်အယူတယောက်လိုအော်ဟစ်ပြောဆိုလိုက်တယ်အမေကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ခုတက်တာနေပါပြီစီးယုံသွားလို့လဲဘာမှမထူးခြားပါဘူးအိမ်မဆီကခေါ်ထားပြီးလေ့ကျင့်ငယ်လည်းမှန်မှန်လုပ်တာမို့ဒီနေ့နေ့တော့ပြန်ကောင်းလာနိုင်ပါတယ်အမေတော်စံမင်းပစက်ကိုပိတ်ထားစမ်းជីတာဟန်မင်းကငါ့ကိုအမေလို့မတတ်မှတ်ထားဘူးပဲလေဒီလောက်ထိဖြစ်တာတော့ မအီကိုအတိမပေးဘူးဆိုတော့ငါမင်းအတွက်ပါလေအိမ်ကအိမ်အကူလားဟုတ်လားမင်းအခုထဆန်းအိမ်ဝပြက်မယ်ကျွန်တော်တောင်းပန်ပါတယ်မေအမေကိုဂယုမဆိုင်လို့မဟုတ်ပါဘူးကျွန်တော်ကြောင့်အမေတခုခုဖြစ်မှာဆိုလို့အကြောင်းမကြောက်ဘူးအဖေကိုတောင်းပန်ထားခဲ့တာပါပြီးတော့ဒီမှာနေရတာလေကျွန်တော်အတွက်အဆင်ပြေတယ်ခြံကကျဲတော့အပြင်လဲထွက်လို့ရတယ်လေကျွန်တော်ကိုကူညီပေးမဲ့သူတွေလည်းရှိပါတယ်ကျွန်တော်အတွက်စိတ်မပူနဲ့တော့မေတော်စမ်းမင်းဘာစကားမှမရှိနဲ့ကြည်သာဟင်မိဘကဒါဆိုဒါပဲလုပ်လိုက် အစကတည်းကမအီပြောတဲ့စကားနားထောင်ခင်အခုလိုတွေဖြစ်မှာမဟုတ်ဘူးအခုဘယ်မှလဲခူဟာမမိရဲ့ဒီပုံစံလက်ခံသေးရလားပြောစမ်းမအောင်အေးအိမ်ကိုပြန်လိုက်ခဲ့အိမ်မှာဆိုရင်တမိနှွေလက်နေတိုင်းလာကြည့်ပေးလို့ရတယ်အခုချိန်ထီတော်မှဇွဲမလျှော့သေးတဲ့မိခင်ကြီးကိုကြည်သာဟန်လွှဲလျာမောပန်းစွာနဲ့မုန်းကြည့်လိုက်ပြီကျွန်တော်စုဆောင်းထားတဲ့ငွေနဲ့ကျွန်တော်ကိုကျွန်တော်စည်းကုနိုင်ပါတယ်အမေကျွန်တော်အတွက်အခုညီမလို့ပါဘူးပြီးတော့ကျွန်တော်အတွက်ဒီနေရာအဆင်ပြေဆုံးပါ ကျမကြီးအတွက်လင်းချင်ငယ်လောက်ရလဲအသင့်တော်ဆုံးပါပဲမင်းတော်တော်ပြောရခက်ပါလားကြည်သားဟဲ့ဒီလောက်ခေါင်းတဲ့နေရာမှာမင်းဘလို့နေမှာလဲဘယ်မှာလဲဆရာဝန်အရေးပေါ်ဖြစ်လို့မှနီနီနာနာသွားစီကစင်းယုံစေကန်းရှိသလားပြောစမ်းမိဘကဒါဆိုရင်ဒါလိုက်ငါနဲ့အိမ်ကိုပြန်လိုက်ခင်ရမယ်စကားမရှိနဲ့မင်းတော်လိုက်တော့မှတ်တယ်မင်းပြောနေတာတွေကတားအတွက်ပြောနေတာမဟုတ်ဘူးတားကိုမင်းစိတ်တိုင်းကြပုံသွင်းချင်လို့ပြောနေတာပဲငါငယ်ဒီလောက်ထိဖြစ်နေတာတော့မင်းမအတိတ်တရားမရသေးဘူးလား ကိုသားသမီးစိတ်ချမ်းသာဖို့လည်းတွေးပါဦးမြို့လေကတိုက်ခန်းကျင်းကျင်းလေးခေါ်သွားပြီးတော့ငါသားကိုစိတ်ဆင်းရအောင်လုပ်အောင်မလုပ်လားဒီနေ့ကစင်းရုံစည်းကမ်းနဲ့မနှီးတော့လဲဘာဖြစ်လဲသွားလာဖို့ကားရှိတယ်လေလူအဲ့ရင်ကိုပိုင်ဆရာဝန်တယောက်ပါငားပေးလိုက်မယ်ငါသားမကြိုက်ပါဘူးဆိုတဲ့လူကိုအနားမှာခေါ်ထားစရာမလိုပါဘူးကွာမင်းကမင်းစိတ်ချမ်းသာဖို့ပဲအမြဲရွေးချယ်နေတော့မှလားတင်းတင်းသားရဲ့သားငယ်ကိုအယုတ်တယုတ်လို့မင်းစိတ်တိုင်းကြပုံသွင်းနေတာဒီလောက်နဲ့တော်လောက်ပြီ ။တန်းငယ်ခလေးလည်းမဟုတ်တော့။ဒီလောက်အထိပဲမင်းထိမ့်ချုပ်ပါတော့။မင်းအရင်ကလုပ်ခဲ့တဲ့မြတွေကိုငါမတားမြစ်ခဲ့ပေမဲ့အခုကိစ္စမှာတော့မရဘူး။ငါတောင်းခေါ်သွားခွင့်မပြုတ်နိုင်ဘူး။အခုချိန်မှာဒီနေရာငါသားတွေအသင့်တော်ဆုံးနေရာပဲ။တားကိုစိတ်မချဘူးဆိုရင်မင်းလည်းလာနေလို့ရတယ်။မင်းလာနေငါတီကိုလုံးဝမလာအောင်စိတ်ချ။အမေဟန်ဟာသားသမီးတွေကြားဝင်းမပချင်တော့လဲဒေါ်တင်းတင်းသားရဲ့တဆူထိုးဆန်လာတဲ့အပြုတ်မူတွေကြောင့်ဝင်းရောက်ပြောဆိုလိုက်တယ် ရှင်ပစက်ကိုပိတ်ထားကိုမင်းဟန်ကျမတို့သားမိကြမှာဝေးမပါပါနဲ့ကျမတောင်ရှင်သွေးထိုးနေတာကျမသိတယ်ဖခင်မပြီးသားပဲထွက်သွားခင်တော့ထွက်သွားခဲ့ပြီအခုမှဖခင်ကောင်းလို့လာလို့ပြမနေနဲ့သားရီအရွယ်ရောက်လာပြီးခိုင်းစားလို့ရတော့မှမန်းတက်တိုင်းတက်ပြမနေနဲ့သားရီကိုကျမပဲပြုတ်ထောင်နေတာရှင်နဲ့ဘာမှမဆိုင်ဘူးဖခင်မပြီးသားတဲ့ရှင်အိမ်မှာလဲကျမတောင်မထားခဲ့နိုင်ဘူးတင်းတင်းသားမေမေပြောလေစိုးလေပါလားအဖေတော်မှာတော့ ကျွန်တော်တောင်းပန်ပါတယ်အဖေသွားဆရာရှင်ရာသွားပါကျွန်တော်တို့စိတ်မပူပါနဲ့အဖေပြောသလိုပဲကျွန်တော်လည်းခရင်းမမဟုတ်တော့တာတော်မာတော့မေရဲ့အမေစိတ်ကိုလျှော့ပါအောင်အငေကောင်းလည်းနေကောင်းတာမဟုတ်ဘူးလေမိဘနှစ်ပါးရဲ့တင်းမာလာတဲ့အခြေအနေကိုကြည့်ပြီးတော့ជីတာဟန်နဲ့နေမင်းသားတို့ညီကိုမှဝင်းရောက်တားမြစ်လိုက်ကြရတယ်အမေကလည်းပြောချင်လို့လို့ပြောနေတာမဟုတ်ဘူးပြန်မယ်အခုချက်ချင်းပြန်ကြမယ်အငေကောင်ထားစမ်းခုပြန်မယ်ဒေါ်တင်းတင်းသားဟာဒေါ်သားနဲ့ပြောလိုက်ပြီးနောက် သားဖြစ်သူជីတာဟန်ကိုအတေးဆွဲထူလိုက်တယ်။တင်းတင်းသာမင်းဘာဖြစ်နေတာလဲ။သားကလည်းမလျှောက်နိုင်ဘူးဆိုတာမင်းမသိဘူးလား။မင်းကတော်တော်အတ္တကြီးရဲ့မိန်းမပဲ။ဦးမေဟန်ဟာဒေါသတကြီးတောက်တစ်ချက်ခောက်ပြက်လိုက်ပြီးနောက်နေရာမှခြာကနေလှည့်ထွက်သွားခဲ့တယ်။အမေကျွန်တော်ပြောတာကိုနားထောင်ပြီးပါဦးအမေယာ။ကျွန်တော်တို့ဒီနေရာအဆင်ပြေတယ်မေ။ယူရီးယားတိုက်ခဲမှာမနေချင်ဘူး။ဒီမှာနေပြီးတော့နေချင်ငယ်မမှန်လို့ရင်ကျွန်တော်ပြန်ကောင်းလာဖို့ မျောလင်းချက်တွေအများကြီးရှိပါတယ်ဒီတကားတော့ခွင့်ပြုပေးပါမယ်မင်းစကားတွေမရှိနဲ့ကြီးတာဟဲ့လိုက်မလာမလိုက်ဘူးလားဆိုတာကိုပဲပြောအပုံစကားတွေမကြားချင်ဘူးဒေါ်တင်းတင်းသားကခက်ထန်တင်းမာရီလေးတန်းနဲ့ပြက်သားစွာမေးလိုက်ပါတယ်ကျွန်တော်တောက်မှန်ပါတယ်မေးကျွန်တော်တို့ဒီမှာပို့ပြီးတော့အဆင်ပြေလို့ပါကျွန်တော်တို့စိတ်မပူပါနဲ့မေးကျွန်တော်ခြေလောက်တွေပြန်ကောင်းလာအောင်ကြိုးစားပါမယ်အေးဒါဆိုလဲပြီးတာပဲမင်းစိတ်တိုင်းကြစိတ်တဲ့နေရာမှာနေလိုက်ဒုက္ခရောက်မှငါ့ကိုမတန်းတာနဲ့ ောက်အမေလို့လည်းမတတ်မှန်နဲ့သွားမေသားကြီးအမေရဲ့ဘယ်တော့များမှဒေါသတွေလျှော့မှလဲဗျာဒေါသတကြီးနဲ့ပြောပြီးတော့ထွက်သွားတဲ့မိခင်ကြီးကိုကြည်သာဟန်ကင်းပေါ်ကြည့်လျက်ကြံကင်းရတယ်တင်းညာချုံတယောက်ရန်နိုင်စုရဲ့ကားလေးကိုဝင်လိုက်တယ်မင်းဘာလို့ဒီလောက်ပြောရခက်နေတာလဲတင်းညာရဲ့မင်းတို့ဆေးကူတာစရိတ်တွေကိုကိုထုတ်ပေးမယ်လို့ပြောနေတယ်လေဒီလိုသာဆက်သွယ်နေကိုမိမ့်မတိသွားပြီးတော့ပြဿနာရှာလိမ့်မယ်အခု ငွေဘလောက်လိုချင်တာလဲပြောရှင်ပဆက်ကိုပိတ်ထားလိုက်ကိုရနိုင်စုရှင်တို့မှာငွေရှိတယ်ဆိုရင်ငွေစကားမပြောနဲ့အခုရှစ်မိန်မဘာရီလုံနေလဲဆိုတော့ရှင်တိတိနဲ့ဘာလို့မတားတာလဲကျမဘက်ကဘာမှဆက်မလုပ်တော့ရှစ်မိန်မမပြီးနိုင်မစည်းနိုင်နဲ့ကျမကိုအရှက်လိုက်ခွဲနေရလေရှစ်ဆက်ပြီးကျမအသက်ရှင်လို့မရအောင်ရှစ်မိန်မဗီဒီယိုဖိုင်အမျိုးမျိုးဖြန့်ခိုင်းထားတာလေရှစ်မျက်နှာကြီးကိုကြာတော့ဟွက်ထားပြီးကျမကိုပဲအရှက်လိုက်ခွဲနေရလေကျမဘက်ကမှားခဲ့တယ်ဆိုတာမှန်တယ်ဒါပေမဲ့ ီလိုဖြစ်အောင်ရှင်လင်ညာခဲ့တာမဟုတ်ဘူးလားရှင်တို့လင်မယားတွေကွဲနေပြီလို့ရှင်ညာပြောခဲ့တာလေရှင်အဲ့ဒီလိုတွေပြောပြီးအယုံသွင်းခဲ့လို့လေကျမဘက်ကလက်ခံခဲ့မိတာကိုရှင်ရပိုသိမှာပါရှင်ပြောခဲ့တာတွေအားလုံးကျမမှာတသက်တည်းရှိတယ်သိရဲ့လားရှင်ဘက်ကလင်ညာပြီးကလင်ကကြစ်ကြခဲ့တာတွေတော့ရှင်တို့ကဖုံးထားပြီးကျမဘဝကိုတော့နလဲမထုံနိုင်အောင်အဆက်တွေလိုက်ခွဲနေတယ်ကျမဘက်ကလက်လျှော့လိုက်တာကိုသိရင်လေတော်လိုက်တော့လေရှင်မိမအောင်ရအောင်တားလေ ာလို့ဒီတိုင်းလွတ်ထားခဲ့ရတာလဲအခုတော့ကျမဘဝလူတကအကျဉ်းစဲခံအစဲစုခံဘဝဖြစ်နေခဲ့ပြီကျမနဲ့တိလဲမတိဘာမှလည်းမပတ်သက်တဲ့သူတွေကကျမကိုဝိုင်းပြီးဆဲဆိုနေကြတယ်အဖြစ်မဲ့အဆဆုံးမသိပဲကျမကိုကျိန်ဆဲပြောဆိုနေကြတယ်စေးတော့ပြီးတေချောင်းကြံစီရဲဆိုတော့လေသူများယောက်ျားပြူဆဲဖို့အတွက်အတနာခံဟန်ဆောင်တာလို့ပြောဆိုနေကြပြန်နေရှင်တာရီကိုတိတိနဲ့မတိဟန်ဆောင်နေခဲ့တာမဟုတ်လားရှင်ကယောက်ျားဟုတ်ရဲ့လားနမချင်း ကိုချင်းစာနာတဲ့စိတ်လည်းမရှိဘူးအခုတော့ကျမဘဝတည်သွားတာမှပိုကောင်းမယ်ဆက်ပြီးတော့အသက်ရှင်ခြင်းစိတ်မရှိတော့လောက်အဆက်တွေလည်းပြန်ပြန်ကွဲနေပြီဒီလောက်အဆက်တွေကွဲနေမှာတော့မထူးတော့ဘူးလေရှင်လင်ညာခဲ့သမျှအားလုံးကိုကျမကလည်းလိုင်းမော်တင်ပြမယ်ရှင့်ကိုလည်းတရားဆွဲပြမှာသိပ်ပြီးမောင်းမာနေတဲ့ရှင့်ဟာမောင်းနောင်တရတော့လုံးပြမယ်ရှင့်ဟာမောင်းပြောလိုက်စမ်းပါရှင့်ကိုအခုကျမလာတွေ့တယ်ဆိုတာရှင့်မိမယူသွားတဲ့ထဲမှာကျမချွေးနေစာနဲ့လှုပ်ထားတဲ့လက်ဝိရေနာတွေလည်းပါသွားတယ် အဲ့ဒါတွေလာပြန်ပြီကျမမှာပေါင်းချရအကုန်ရှိတယ်ရှင်နဲ့မစုံရင်ဟိုးပဝေတဏီကလေးကကျမဝေထားခဲ့တာတွေသူများပစ္စည်းတွေကိုမတရားမလိုချင်နဲ့ကျမမတရားလုခဲ့တဲ့ရှင်တို့တွေကိုဒီတိုင်းလွတ်ထားမင်းမထင်နဲ့ဒီထက်ပိုပြီးလဲကျမဘဝအဆက်ကွဲစရာမရှိတော့ဘူးဆိုတော့ကျမကိုကျမရင်းပြီးတော့ရှင့်ကိုထောင်ထဲပို့ပြမှာစိတ်ချတဲညာမိမိဘာလို့ဒီလောက်ခေါင်းမနေရလဲမင်းရဲ့ပစ္စည်းတွေပြန်လိုချင်တာမဟုတ်လားခဏပဲဆောင် အားလုံးပြန်ယူပေးမယ်၃ရက်ပဲကွာ၃ရက်ပဲအချိန်ပေးဟုတ်ပြီလား မင်းရဲ့လက်ဝိရှင်နာတွေတွေမကောက်မင်းအတွက်လုံလောက်မဲ့ငွေကိုကိုထုတ်ပေးမယ်ဟုတ်လားမင်းမှာရှိတယ်ဆိုတော့ကိုတို့ဗီဒီယိုဖိုင်တွေကိုပဲကိုကိုကိုပြန်ပေးလိုက်တော့တဲ့ကိုကိုတောင်းမယ်ပါလေကွာမဟုတ်ရင်ကိုကိုရောတဲပါဒုက္ခရောက်နိုင်မယ်လိုင်းမော်ကတဲရဲ့ဗီဒီယိုဖိုင်တွေကိုလည်းကိုကိုရအောင်ဖျက်ပေးမယ်လူတွေဆိုတာချီမော့ခုနှစ်ရက်ကဲ့ရဲ့ခုနှစ်ရက်ပါတဲရဲ့နောက်ထပ်စင်းစရာအစ်စ်ပေါ်လိုက်တဲကိုမိသွားမှာပါအခုတဲကိုဝိုင်းပြောနေကြတဲ့သူတွေကလည်းအပြစ်ကင်းတဲ့သူရဲ့လူတယောက်မှမပါပါဘူးကိုနဲ့နည်းနည်းလေးမှမသိတဲ့သူကို ိုင်းပြောဝိုင်းဆဲနေတယ်ဆိုကြတဲ့ကသူတို့ကဘလို့လူတွေလဲဆိုတာခံမှန်းကြည့်လို့ရပါတယ်။ရှင်းရှင်းပြောရရင်ကွာအဲ့လိုလူတွေကသူတို့ရဲ့စိတ်ဒုက္ခတွေသူတို့ရဲ့မပြည့်စုံမှုတွေအတွက်တခြားလူတွေပေါ်ဒေါသတွေပုံချပြီးတော့စိတ်လိုက်ဖြစ်နေကြတဲ့သူတွေကြီးပဲ။ဒါကြောင့်မလို့ဒီလိုလူမျိုးတွေကိုဂယုစိုက်စရာမလိုပါဘူးတဲ့ရဲ့။ကိုတို့ရဲ့ဗီဒီယိုဖိုင်တွေကိုကိုကိုပေးလိုက်တော့တဲ့။လောလောဆယ်တဲတော့မှုအတွက်ကိုကိုမှာပါလာတဲ့လောက်အကုန်ပေးခဲ့မယ်လေ။တော့တဲ့။ ရန်တိုင်းစုကတိညာချို အချိုသက်ကချောမော်ပြောလိုက်တယ်။တော်မတော့ကိုရန်တိုင်းစုနားထောင်လာရွှေစရာကောင်းလို့လို့ဆက်မပြောပါနဲ့တော့။ဒီအချိန်လေးကိုရောက်နေမှာတော့ရှင်တို့စီကလည်းဘာကိုမှမလိုချင်တော့။ကျမလေးအဆက်ကွင်းရှင်လဲထောင်ကြ။မောက်မာရီရှစ်ဟာမှလည်းမျက်ရည်ပေါက်ကြီးငယ်ကျစီရမယ်မှတ်။အပျော်ဆွဲဆွဲပြီးကျမစီကဘာမှလာမတောင်းနဲ့မပေးဘူး။ရှင်တို့မိသားစုလည်းကျမလိုပဲအဆက်ကွဲစီရမယ်မှတ်။တဲညာမင်းပြောရတဲခက်ပါလား။မင်းအဲ့လိုလုပ်နေ မင်းလည်းအကျိုးမရှိငါလည်းအကျိုးမရှိပဲမင်းရောငါရောဒုက္ခရောက်နေမယ်သိရဲ့လားမင်းကသူတို့ကိုပေါ်သေးသေးမှတ်နေတာလားမမှတ်ပါဘူးလူလိန်လူညာကြီးရဲ့ရှစ်မိမောင်ကြောက်ပါတယ်ရှင်ကြောက်လို့လေဒီလိုမျိုးကုကုကိုကာကွယ်ရတာလေကျမစီကဘာကုန်းမှလာမတောင်းနဲ့ကျမဘက်ကနောက်ဆုတ်ဖို့စိတ်ကူးမရှိတော့ရှင့်ကိုထောင်ထဲထဲဖို့ရှင့်အနေနဲ့တွေ့ပြီးပြီသိရဲ့လားဘာမင်းဘာပြောလိုက်တယ်တိတ်ညာချူမင်းကငါ့ကိုတော်တော်ဒုက္ခပေးတာပါလားဒီလောက်တောင်းပန်နေတာတော့မရတာငါဘက်ကလည်း ညာမနေနိုင်တော့ဒါမင်းကန်ကျမောင်မင်းဖန်တီးတာပဲလူလူသူလူပြောလို့မရဘူးဆိုတော့လေမင်းတိုင်နဲ့မင်းကန်မင်းပေါ့ရန်နိုင်ဆုံးဟာတင်းညာချူဒေါသမျက်လုံးတွေနဲ့စိုက်ကြည့်လိုက်ပြီးနောက်ကျိန်ပေါင်ပြောဆိုလိုက်ပြီးတော့ကားကိုအရှိန်တင်လိုက်ကဒရကျန်းမောင်းထွက်လိုက်တယ်ရှင်ဒါပါလောက်တာလေကားကိုဘယ်ဟိုမောင်းနေရလဲခုချက်ချင်းကားကိုရှက်လိုက်နော်ဒရကျန်းမောင်းနေတဲ့ကားကြောင့်တင်းညာချူကြောက်လန့်တကြားနဲ့အော်ဟစ်တားမြင့်လိုက်တယ်ဒါပေမဲ့လေရန်နိုင်ဆုံးဟာတင်းညာချူ ဆောင်းလို့တော့မှမကြည့်ပဲကားကိုလူအရောက်ပေါက်နေလာတဲ့မြို့ပြင်လမ်းတွေစီကိုဥတီမောင်းနေလိုက်တယ်။ကားကိုဘယ်ဝမောင်းနေတာလဲလူရောက်မှရဲ့အခုချက်ချင်းကားကိုရှက်လိုက်နော်ပြောနေရချလားရက်လို့ပြောနေရလေကားသွားရလမ်းကိုလမ်းမျောကြည့်လိုက်ရင်မှတင်းညာချုံဟာထိတ်လန့်ကြောက်ရွံ့သွားရပြီးရန်တိုင်းဆိုးကိုအော်ဟစ်တားမြင့်လိုက်တယ်။ထူးရိုက်ကတားမြင့်လိုက်ပါတယ်။သွားစမ်းဖေစက်မှာမင်းနဲ့ပတ်သက်မိတာကငါအမှားပဲ။အေးမင်းကပဲခေါင်းပါနိုင်မလား။ ငါကပဲခေါင်းပေါ်မနိုင်မလားကြီးစားသေးတာပေါ့မင်းအခုထွက်လာတော့ဘာသူမှမသိကြဘူးမဟုတ်လားကောင်းနေတိတ်ကိုကောင်းနေကိုကိုကိုတေချောင်းကြံစီဘူးတဲ့သူကနောက်တစ်ကြိမ်ထပ်ပြီးတော့ကြံစီလာမျိုးကဖြစ်နိုင်တာပဲမဟုတ်လားဘာရှင်ပါပြောလိုက်တယ်ရန်နိုင်စုလူရောက်မှာကြီးရှင်ရှင်ကျမကိုတတ်မှာပေါ့ဟုတ်လားလူရောက်မှာလူသက်သမားအခုချက်ချင်းကောင်းကိုရက်ပေးရက်ပေးနော် ိညာချူဟာကိုရိုင်ကတေချောင်းကြံစီခဲ့ဘူးလားမှန်တော့လေမိမိကိုသူတပါးသက်ဖို့ကြံစီနေတော့တိလိုက်ရတဲ့အခါမှာလုံစွာထိတ်လန့်ခြောက်ခြားသွားရပြီးသွေယူသွေရက်နဲ့အော်ဟင်းလိုက်တယ်တုံတို့ခြောက်ခြားစိတ်နဲ့အတူရန်တိုင်းဆိုးကိုဆွဲလွဲထုံရိုက်ပြစ်လိုက်တယ်ဒီအခါမှာကားမောင်းနေတဲ့ရန်တိုင်းဆိုးမှာတိညာချူရဲ့ဆွဲလွဲမှုကြောင့်လှုပ်ရှားရှင်းထိုးနေပြီးကားမလည်းပညာရှင်းလို့နေပါတယ်ဟာဒီမိမ့်မပြတ်မတော့ဖေစံမဖေဘူးလားကဲဟာ ရန်တိုင်းစိုးဟာသူ့အသားလေးနာလာတယ်လို့ဒေါသလည်းထွက်လာတာကြောင့်တိန်းနာချိုလက်ပြန်ရိုက်ချလိုက်တယ်။ရိုက်ချက်ကြောင့်တိန်းနာချိုမှာကားပရင်မှန်ပတ်ချမ်းကိုအရှိန်နဲ့လိမ့်ချသွားရတယ်။မင်းတော်တော်သိကျင်နေရဲ့ပေါ့ဟုတ်လား။အေးခဏပဲစောင့်သိရမယ်။ရန်တိုင်းစိုးဟာဒေါသနဲ့ချိန်မလိုက်ပြီးတဲ့နောက်လိမ့်ချနေတဲ့တိန်းနာချိုရဲ့လက်ဘေးကိုသူ့လက်တစ်ဖက်နဲ့လှမ်းညှက်လိုက်တယ်။ပြုံးကနေဆိုတော့တိန်းနာချိုမှာမယုံနိုင်မဖြစ်နေရတယ်။ ဒါပေမဲ့လေရန်တိုင်းစိုးမှာလက်တစ်ဖက်မအားတာကြောင့်တင်းညာချုံကအဲ့ဒီအခွင့်အရေးကိုရအောင်အတုံးချပြီးအတင်းကုန်ယုံထားလိုက်တယ်။အဲ့ဒီနောက်ရန်တိုင်းစိုးကိုအားကိုစောက်တွန်းလိုက်ပြီးကားတကားကိုဖွင့်ကခုန်ချလိုက်တော့တယ်။အမလီဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့လဲဝါချုံအထိတ်တလက်နဲ့အွန်လိုင်းမိတယ်။ခဏတန်လောက်တော့ဖြစ်လဲဝါချုံမှာတုံတုံလှုပ်လှုပ်ဖြစ်နေမိပြီးရင်းတွေလည်းတလက်လက်တုံနေတယ်။လူမှန်တယောက်ကြောင့်ဒီဗီဒီယိုဖိုင်ကကျွန်တော်တို့လက်ထဲကိုရောက်လာခဲ့ပြီမြင်။ တသက်အဖြစ်တင်သွင်းနိုင်မှုကတော့စူးစမ်းရအောင်ပါပါ။ဘာကြောင့်လဲဆိုတော့ဒီဘက်ခင်မှာဗီဒီယိုဖိုင်တွေအားလုံးပြုပြင်နိုင်တာမို့သူတို့ဘက်ကနေအတူလိုထောက်ပြနိုင်ပါတယ်။ဒီအတွက်ငွေများတော့ငွေနိုင်ဆိုတာမျိုးမဖြစ်အောင်ကျွန်တော်တို့ဘက်ကအစွမ်းကုန်ကာကွယ်ကြအောင်ပါပါပဲ။တကယ်လို့မတ်သိန်းညာချိုးရဲ့စိတ်ကပုံမှန်မဖြစ်သေးရင်လေစိုးရိမ်ရှာမလို့သူ့မှာတေးပင်းနဲ့ကြုံခဲ့ရတာမို့လို့ရှောက်လွဲချက်ကောင်းကောင်းပြီးလို့ရတယ်။အမှုကနိုင်မှုအတွက်ရှားနှုံးတော်တော်များနေပါပြီ။ကျေးဇူးတင်ပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်မလို့ပါအောင်မလဲပါချို့ဒီကိစ္စကျွန်တော်တို့တွေစူးစမ်းပေးရမယ့်ကိစ္စပဲလေအမှန်တရားဆိုတာကြာရှည်ဖုံးကွယ်လို့မရပါဘူးလူတိုင်းနှီးပါငွေကိုစိုက်နေတတ်ကြတာမှန်ပေမဲ့အမှန်တရားကိုပို့ပြီးနှစ်သက်ကြတဲ့သူတွေလည်းရှိပါတယ်အမှန်တရားကိုငွေနဲ့ဖုံးချင်နေတဲ့သူတို့ဘက်ကတော့ဒီသက်တွေကိုအတုလို့ရဆွဆွဲကြလိမ့်ဦးမယ်ထင်တယ်ဒါပေမဲ့စိတ်ပူစရာမလိုပါဘူးတက်တရားခိုင်လုံတာမို့အမှုကနေဂွေလုံးကျွတ်နိုင်မှာပါအကျိုးဆောင်ရှိနေခြင်းရဲ့စကားကြောင့် လက်ဝါကျုံမှာပြုံးမပြနိုင်အောင်ဝမ်းသာပြောရွှင်သွားတယ်။မြမဖြစ်သူလည်းတရခင်ဖြစ်ဆွဆွဲခံထားရခြင်းမှလွတ်မြောက်သွားမှာဖြစ်တယ်လို့သူမငွေကုန်ခံပြီးတော့ကျိုးပန်ကျိုးစားခဲ့ရသမျှအလုံးအရာထင်လာတာကြောင့်ရင်းနှီးမဖော်ပြနိုင်အောင်ဝမ်းသာပြောရွှင်မိတယ်။တဲညာကျိုးသာတရခင်ဖြစ်ဆွဆွဲခံထားရခြင်းမှလွတ်မြောက်လိုက်ပြီးပါနှစ်ပတ်လုံးလဲစိတ်ဆင်းရဲတော့ကပြီးမှလွတ်မြောက်မယ့်အရေးကိုတွေးပြီးတော့စိတ်ထဲမှာအေးချမ်းသွားရပါတော့တယ်။အင်ကိုလည်းပြန်မလာပါလားသမီးကြီး ါးလဲသမီးမေနဲ့စိတ်ဆိုးမပြေသေးတာလားဟုတ်လားရှင်ဟိုအဖေကိုအမေပြောပြတာလားအေးစေးလာတဲ့ဖခင်ကြီးတက်မှဒီလိုစကားမျိုးထွက်လာတာကြောင့်လဲဝါချုံမှတုံ့နှုတ်စွာနဲ့ပြန်မေးလိုက်မိတယ်อืมသမီးမေပြောတယ်လေသူလည်းအတော်လေးစိတ်မကောင်းဖြစ်နေတာသမီးကြီးကအမေကိုအထင်လွဲနေတာဆိုကဲဒီပုံလေးကိုကြည့်လိုက်ပါဦးသမီးရေပြောပြောဆွဆွနဲ့ ဓာတ်ပုံဟောင်းအချို့ကမ်းပေးလာတဲ့ဖခင်ကြီးကိုလဲဝါကျူရောင်နာနာနဲ့ကြီးလိုက်မိရင်မှဓာတ်ပုံလေးကိုယူကြီးလိုက်မိရင်အဲ့ဒီဓာတ်ပုံလေးကသမီးတို့အလဲတန်းနစ်ကရိုက်ထားတဲ့ရှားပါပုံလေးတွေလေအဲ့ဒီထဲမှာသမီးတို့ညီမစပင်တူလေးတွေနဲ့တွေ့လာသမီးတို့ပုံလေးတွေကိုတခြားကြည့်ဆန်းသမီးကြီးဖခင်ကြီးရဲ့စကားကြောင့်ဓာတ်ပုံအဟောင်းလေးတွေကိုလဲဝါကျူတခြားစိုက်ကြီးလိုက်မိတယ်သမီးငယ်မြင်တော့တခြားကြည့်ဆန်းသမီးကြီးအဖေနဲ့အမေဘယ်သူနဲ့တူလဲဖခင်ကြီးရဲ့စကားကြောင့် ုံကိုလဲဝါကျိုးစူးစိုက်ကြည့်လိုက်မိတယ်။ဟိုသိညာအမေနဲ့တူတယ်။မျက်ခုံးတွေအားစအမေနဲ့တူနေတယ်။လဲဝါကျိုးတုံရင်စွာနဲ့ပြောလိုက်မိတယ်။ဟုတ်တယ်သမီး။သမီးသိညာသူ့အမေနဲ့တိတ်တူတာ။ဒါဆိုရင်သမီးကြီးပုံကိုလည်းကြည့်ပါအောင်။ဘသူနဲ့တူလဲဆိုတာ။ဖခင်ဖြစ်သူရဲ့နောက်ဆက်တွဲစကားကြောင့်လဲဝါကျိုးဓာတ်ပုံကိုတိတ်ချကြည့်လိုက်မိပြန်တယ်။အဲ့ဒီအချိန်မှာလဲဝါကျိုးရဲ့ရှင်ထဲမှာ မီးရထားလေး၅စင်းအပြိုင်ခုံမောင်းနေသလိုမြည်ခီးလှုပ်ရှားနေခဲ့တယ်။ဓပုံကိုစိုးတထိတ်ထိတ်နဲ့အတန်ကြောင်လဲဝါကျူငေးဆိုင်ကြည့်နေမိပြီးမှဟိုဟိုလဲဝါအဖေနဲ့တူရဲ့နော်ဒါဘောသမီးရဲ့အမွာရီအားလုံးဟာဓပုံစံနဲ့တူကြတာများတယ်ဆိုပေမဲ့မတူကြတဲ့သူတွေလည်းရှိကြပါတယ်သမီးရဲ့အနောက်နိုင်ငံတွေမှာဆိုရင်တယောက်ကအသားဖြူပြီးတော့တယောက်ကအသားအရမ်းမဲတယ်ရဲ့အမွာရီတော်ရှိတယ်လေသမီးကအဖေတို့ရဲ့သမီးအရင်ပါကွယ် သမီးနေနဲ့ဒီလိုအထင်လွဲစရာတွေဖြစ်ခဲ့ရတာလေသမီးမရဲ့အတ္တချုပ်ပါလေသမီးတို့မေကအတန်းပညာမတက်ခဲ့ရှာဘူးလေဒါကြောင့်လေသူကပညာတတ်တွေဆိုရင်သိက္ကိုအထင်ကြီးတာအဖေနဲ့ယူခဲ့တာတော့အဖေကရုံးဝင်နှန်းဖြစ်နေလို့ယူခဲ့တာလေဒီလိုနဲ့သားသမီးတွေရလာတော့ပညာတတ်တွေဖြစ်စေရမေးဆိုတဲ့ကြီးပဲချက်ကြီးကိုဖော်ဆောင်ခဲ့တာပေါ့ဒီထဲမှာသားကြီးနဲ့သမီးငယ်ကပင်ပင်မမမလုံချင်ကြပဲပညာကြီးကိုပို့ပြီးစိတ်ဝင်စားခဲ့ကြတော့သမီးတို့အမေက ိတ်ကိုဝမ်းသာခဲ့တယ်လို့သူတို့နှစ်ယောက်ကိုပို့ပြီးဦးစားပေးခဲ့တယ်။ဒါကသမီးကိုမချစ်လို့တော့မဟုတ်ဘူး။သူ့ရဲ့အတ္တပေါ့ကွယ်။တကယ်လည်းပဲသမီးတို့မိကသားကြီးနဲ့သမီးငယ်ကိုပို့ပြီးဦးစားပေးခဲ့တာကိုအဖေလည်းသိပါရဲ့။သားသမီး၃ယောက်ထဲမှာသမီးကအနစ်နာခံတတ်တယ်။မိဘကိုဝိုင်းကူတတ်တဲ့အကျင့်ရှိတယ်။စိတ်ဆိုးစိတ်ကောက်ခြင်းမရှိပဲပျော်ပျော်နေတတ်တဲ့ကလေးမှန်းသိတော့အဖေတို့တွေကသမီးကိုသိပ်ပြီးတော့တယူတရာမလုပ်ခင်မိကြဘူး။ဂယုမဆိုင်ခင်မိကြဘူး။ ငိုတက်တဲ့ကလေးကအချို့မခင်ရဘူးဆိုသလိုပါပဲအချိန်တွေကြာလာတာနဲ့မျှတမီးမရဲ့ဦးစားပေးမှုကတမီးငယ်ပေါ်မှာတိတိတတ်တာပူတာခဲ့တာအမှန်ပဲဒီအတွက်ကြောင့်တမီးကြီးစိတ်မကောင်းဖြစ်ပြီးခံစားရလိမ့်မယ်လို့လေသူကတွေးတက်ခဲ့ပုံမရခဲ့ပါဘူးတမီးမရဲ့စိတ်ထဲမှာတမီးကြီးကအရာအလုံးနားလေပြီးနိုင်တယ်လို့သတ်မှတ်ထားတဲ့ပုံပါပဲပြောရမယ်ဆိုရင်တမီးကြီးကသူ့ကိုအရာအလုံးနားလေပြီးတဲ့သူအဆအဆအရာရာအတွက်အကူအညီရတဲ့သူဖြစ်လို့ကလေးတယောက်လို့ ချစ်ဖို့မိနေခဲ့တာဖြစ်မယ်ထင်တယ်။ဒါကလေမိသားစုတော်တော်များများမှာဖြစ်တတ်တာမျိုးလို့ပဲပြောရမလား။သားသမီးချင်းအတူတူတယောက်ယောက်ကို ပို့ပြီးဦးစားပေးတတ်တဲ့မိဘတွေရဲ့အမားလို့ပဲပြောရမယ်။သားသမီးတယောက်ကိုဦးစားပေးနေချိန်မှာကြံတယောက်ကစိတ်တရားရနိုင်မဲဆိုတော့မိဘတွေကမတွေးခဲ့မိကြဘူး။မိဘတွေရဲ့စိတ်ထဲမှာအမြဲခံယူထားတာသားသမီးတိုင်းကိုမိဘကတန်းတူချစ်တယ်လို့သားသမီးတွေကအကုန်သိနေတယ်လို့ပဲခံယူထားကြတာသားသမီးအားလုံးကို အချစ်ချင်းတူပေမဲ့သူတို့ရဲ့အတ္တကြောင့်တဝူတရားပေါ်မှာဦးစားပေးနေမိတော့တတိမထားမိခဲ့ကြဘူးလေအခုတော့သမီးမီလေးကောင်းကောင်းနောက်ထရနေပါပြီအတော်လေးစိတ်မကောင်းဖြစ်နေရှာတယ်သမီးဘက်ကပဲနားလေပေးလိုက်ပြီးပြန်ခေါ်လိုက်ပါသမီးကြီးရဲ့ဘာခင်ဖြစ်သူရဲ့စကားအဆုံးမှာလဲဝါကျူရဲ့မျက်ဝန်းအိမ်ထဲမှာညည်ရီစလေးတွေရေဝဲလာရသလိုရှင်ထဲမှာလည်းတလိုက်လိုက်နဲ့ဝမ်းနေဆုနေစွာခန်းစားလိုက်ရတယ် အမေကိုတမီလေသိတ်ချစ်ပါတဲ့အဖေရဲ့စိတ်ထဲမကောင်းလို့လို့ပြန်ပြောခဲမိပေမဲ့ပြောခဲ့မိလို့စိတ်မကောင်းဖြစ်နေမိတယ်ပြီးပြီးတော့တဲညာအောင်လေတမီချစ်ပါတဲ့ဖေတမီတို့ကမိသားစုတွေပဲဟာอืมသားသမီး၃ယောက်ထဲမှာတမီကြီးကမိဘတွေကိုနားလေပေးတတ်တယ်ဆိုတာအဖေတို့သိပြီးသားပါကွယ်တမီကပဲတမီမေကိုနားလေပေးလိုက်ပါကွယ်တမီငယ်ရဲ့ရုံးချင်လဲနီးလာပြီဆိုတော့တမီတို့အမေလဲအတော်လေးကိုစိတ်လှုပ်ရှားနေပုံရတယ်ဟုတ်ဟုတ်ကဲ့ပါဖေညနေအလုပ်သိမ်းမိတာနဲ့ မီးပြန်လာခဲ့ပါမယ်။ဖခင်ကြီးကိုလဲဝါကျိုးခေါင်းညိတ်ကကတိပေးလိုက်တယ်။ခေါင်းကိုငုံချထားလျက်မှအခန်းထဲမှာတိတ်ဆိတ်စွာထိုင်နေတဲ့မိခင်ကြီးအနောင်လဲဝါကျိုးအသာချင်းကပ်သွားလိုက်တယ်။အမေနေကောင်းရဲ့လားဟင်အမေကြိုက်တဲ့ဝက်ချူချင်းကျော်ဝေလာခဲ့တယ်။လဲဝါကိုစိတ်မဆိုးပါနေတော့တော့မီးရဲ့။နောက်ဆိုရင်လဲဝါလေးအမေမကြိုက်တာတွေကိုမပြောတော့မလုပ်တော့ပါဘူးနော်။မိခင်ကြီးရဲ့အနာမှာလဲဝါကျိုးကတ်ထိုင်လိုက်ပြီးတော့တောင်းပန်စကားပြောလိုက်တယ်။ ီအခါမိခင်ဖြစ်သူဟာလဲဝါချိုဘက်ကို အသာဆောင်ခဲ့ကြည်လာပြီးအမေလဲမှားသွားပါတယ်သမီးရဲ့သမီးအတွက်အမေမတွေးခဲ့မိတာတွေအများကြီးပါပဲမိသားစုအတွက်ဆိုရင် အမေသမီးကြီးကိုပဲအနစ်နာခံခိုင်းမိခဲ့တယ်အားလုံးထက်သမီးကြီးကပိုပြီးတန်မာတာမို့အမေစိတ်ထဲမှာခပ်ပေါ်ပေါ်ပဲတွေးခဲ့မိတာပါသမီးကြီးကလည်းအမေကိုယ်တိုင်ဝမ်းနဲ့လွဲပြီးမွေးခဲ့ရတဲ့အမေသမီးကြီးပါကွယ်အမေဘလောက်ပဲစူစူရိုက်ရိုက်အမေနာမှာအမြဲပေးခဲ့ပြီးတော့ နေပေးခဲ့တဲ့အမေသမီးကြီးကိုအမေကမချစ်ပဲနေမလားပြောလို့ရတဲ့သားသမီးကိုပိုဖိပြောခဲ့မိတာအမေအမားပါပညာတတ်တဲ့သားသမီးကတော့အမေတို့မိသားစုကိုချမ်းချမ်းသာသာနဲ့ထားပေးနိုင်ပါပဲလို့တွေးခဲ့မိပြီးဦးစားပေးဆက်ဆံခဲ့မိတာအမေရဲ့အတ္တတွေပါအဲ့ဒါကသမီးကြီးကိုမချစ်လို့မဟုတ်ရပါဘူးကွယ်ပြင်ပမှန်မှန်လုပ်နေရတဲ့သမီးကြီးကိုလည်းသူတို့တွေလိုတတောင်တတားနဲ့အလုတ်ကံမျိုးပဲလှုပ်စီချင်နေတာပါအမေကိုနားလေပေးပါနော်သမီးကြီး သမီးကြီးကအမေရဲ့သမီးရင်မှာကွယ်ခွဲခြားဆက်ဆံခဲ့မိတယ်လို့ဖြစ်ခဲ့လို့အမေတောင်းပန်ပါတယ်။ဘာကောမှမတွေးတဲ့မတိတတ်တဲ့အမေရဲ့အတ္တရင်းကြောင့်သမီးကြီးခံစားခဲ့ရတာတွေအတွက်အမေတောင်းပန်ပါတယ်။အမေရဲ့အဲ့လိုမပြောပါနဲ့နော်။အမေကတောင်းပန်ရမှာမဟုတ်ပါဘူး။သမီးကအမေမြစ်တောင်းစော်ကားပြောဆိုမိလို့တောင်းပန်ပါတယ်။သမီးအရင်ဆိုတာနဲ့တည်းသမီးကျေနပ်ပါတယ်။အမေကိုလည်းနားလေပါတယ်။နောက်ကိုလည်းသမီးစိတ်မဆိုးတော့ပါဘူးအမေရဲ့။ လက်ဝါချူပြောနေရင်မှရှင်နေဝန်းနေလာတာကြောင့်လက်ရည်ရီစေးချလျက်ငူရှိုက်လိုက်မိတဲ့အမေထံမှသမီးကြီးကိုလည်းအမေချစ်ပါတယ်ဆိုတဲ့စကားတစ်ခုမှလက်ဝါချူရဲ့ရှင်နေထိတိုင်းချမ်းမြေ့အေးမြသွားသလိုခံစားလိုက်ရတယ်အနည်းနဲ့အလားလားခန်းစားနေခဲ့ရတဲ့အကျိတ်အခဲလေးတွေဟာလေပိန်းကြရွက်ပေါ်ရေးမတင်တဲ့ကဲ့သို့လွင့်စင်ကွဲပြောက်သွားပါတယ်။ချန်ဆောင်ကြီးဥတုမောင်ချန်တကားခွေမေးလိုက်တာနဲ့ချန်လေးကိုလဲဝါကျူအပြေးလေး လမ်းဝင်သွားလိုက်တဲ့ကြီးသားဟန်ကလည်းမိပြစရာနဲ့အတူခြံထဲမှာလေးချင်ငယ်လုံနေရမှဝီချဲကိုသူ့မသာတွန်းလာခဲ့ပြီးလက်ဝါချိုအနီးကိုလာခဲ့တယ်။တက်တာရင်လာရင်ကြီးသားမနေ့ကလေးကလာချင်နေတာအိမ်မှာကိစ္စတွေမပြတ်သေးလို့လေကြီးသားချိန်တာတွေလက်ဝါဝင်လာခဲ့တယ်သိလားလက်ဝါချုံကချစ်သူကြီးသားဟန်အနာကိုအပြေးလေးသွားလိုက်ပြီးတော့ချစ်သူရဲ့ဝီချဲကိုတွန်းမေးလိုက်ပြီးတော့နှုတ်ဆက်လိုက်တယ်မနေ့ကလေးကကိုကမျောနေတာအိမ်မှာအဆင်ပြေရဲ့လာချင် ပြီးပါတယ်ជីသားရဲ့အမေနဲ့လည်းအဆင်ပြေသွားပြီတိလားလဲဝါတို့အကြောင်းလည်းဖွင့်ပြောလိုက်တယ်အမေကပြောတယ်လဲဝါသဘောတဲ့ជីသားတို့အမေရောဘာပြောသွားတိလဲအဆင်ပြေရဲ့လားជីသားကိုအိမ်ကိုပြန်မခေါ်ဘူးလားရင်ချစ်သူရဲ့မေးကြောင့်ជីသားဟင်တပြင်းမောင်းကိုချလိုက်ပြီးတော့ခေါ်တာဖို့ချစ်ရဲ့မလိုက်ပြရစီနဲ့လို့ပြောလိုက်လို့အမေတို့လည်းမတက်မတ်နဲ့လို့ပြောပြီးပြန်သွားတယ်ကိုတို့အကြောင်းကိုတော့မပြောလိုက်ရပါဘူးအမေနဲ့လေစကားနဲ့နဲ့များသွားချတည်တယ်လေ ืมတနေ့တော့အဆင်ပြေမှာပါကြည်သာရင်လေးပါတို့အကြောင်းလဲနောက်မှအေးစစ်စစ်ပြောလို့ရပါတယ်ဘလို့စေတော့အန်တီစိတ်ပြောင်းနေလိုက်ပါဟုတ်ကဲ့ပါဗျာချစ်တဘောတိုင်းပါပဲကြည်သာဘာရင်စားခြင်းလဲဒီနေ့လေးပါချက်ကျွေးမယ်နော်မနေ့ပြန်မနေ့ဆော့ဆော့မှလေးပါပြန်မယ်နော်တည်လားအာတကယ်ပြောရလားချစ်မနေ့ကျမှတကယ်ပြန်မှာနော်ဝမ်းသာလိုက်တာကြည်သာဟဲဟာဝမ်းသာပျော်ရွှင်စွာပြောလိုက်ပြီးနောက်ချစ်သူလေးပါချူရဲ့လက်ကလေးကိုအသာဆွဲယူလိုက်တယ်အဲ့ဒီနောက် ချစ်သူရဲ့ကိုလုံးလေးကိုជីနူးစွာပွေဖက်ထားလိုက်ပါတယ်။ကားပေါ်မှာဆင်းလာကြတဲ့မိခင်ကြီးနဲ့နှွေးစနာကိုကြည့်ပြီးជីတာဟန်စိတ်ပြက်စိတ်ရှုပ်သွားမိတယ်။မဲရာကိုမဆိုသူမစိတ်တိုင်းကြစွန့်လုတက်တဲ့မိခင်ကြီးဟာជីတာဟန်ကိုရတိပြက်သဘောမျိုးပြောဆိုသွားခဲ့ပြီးနောက်မှာယခုကဲ့သို့နှွေးစနာကိုခေါ်ပြီးတော့ပြန်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ကို့အိမ်ကိုရောက်လာခဲ့တဲ့ဧည့်သည်ဖြစ်နေတာကြောင့်ជីတာဟန်မျက်နှာမပြောင်းနေလိုက်ပြီးတော့စီးကြုံလိုက်တယ်။အမေတို့နှစ်ယောက်တည်းလား ဒီလောက်ဝေးတာကိုအမေကကားဆရာကိုခေါ်လာခဲ့တာမဟုတ်ဘူးဒီခီးလောက်ကတော့ကားဆရာမလိုပါဘူးသမီးတွေလည်းကောင်းမောင်ကျွမ်းနေတာပဲအေးအမေတို့ကမင်းကိုလာခေါ်တာဒေါ်တင်းတင်းသားကလေးတဲ့မမနဲ့ပြောလိုက်ရင်မှជីတာဟင်အနားကိုရှောက်လာခဲ့တော့လေရွေးစံနာမှာជីတာဟင်ကိုမျက်လုံးအကြောင်သားနဲ့ငေးကြည့်နေခဲ့ပြီးတော့စွန့်အာငြိမ်သက်နေခဲ့တယ်။သမီးတွေလာလိကွယ်သမီးတွေကိုခေါ်လာအောင်လေးတောင်းခင်မင်းကအိမ်ရှင်မဟုတ်လားဒေါ်တင်းတင်းသားကားဖြစ်သူជីတာဟင်ရဲ့လက်ကို တွန်းထိုးကတတိပေးလိုက်တယ်။အော်ဟုတ်ကဲ့လာလီနွေးစန္နာကို့အိမ်ကိုရောက်လာနေတဲ့ဧည့်သည်ဖြစ်နေတာကြောင့်လေမကောင်းတက်လို့ជីတာဟဲအဝိကျင်အောင်ခေါ်လိုက်တယ်။ဟုတ် ဟုတ်ကဲ့ជីတာဘယ်စီအောင်မှာပြနေရလဲ။စီကာတို့ထိုင်နေစီအောင်မှာမပြဘူးလား။ဟုတ်ကဲ့အားလုံးကိုအဖေပဲစီစဉ်ပေးတာလေ။နွေးစန္နာရဲ့အမေကိုជីတာဟဲအလိုက်တင်ပြန်ဖြေလိုက်တယ်။စီဟာနဲ့မမတို့ထိုင်နေစီအောင်ပြောင်းပြပါလားជីတာ။ဒါနဲ့စိမက်တန်တွေကိုနွေးကြည့်လို့ရမလား။ လွိဆန္နာရဲ့စကားကြောင့်ကြည်သာဟင်မတိမသားပဲမျက်မှောင်ကျုပ်လိုက်မိပြီးတော့လွိဆန္နာကိုမောကြည့်လိုက်ပြီးမှစိတ်မတန်တွေကိုမိတူကူပြီးကိုကိုကြီးယူသွားသေးတယ်လေမလွိဆန္နာကိုကိုကြီးလိုစီမှာတောင်းကြည့်လိုက်ပါစီးယုံပြောင်းမှုကတော့အစီအစဉ်မရှိဘူးလက်ရှိပြနေရဲ့စီးယုံဟာဆရာနဲ့အဆင်ပြေတယ်လေအော်ဟုတ်ကဲ့ဖြစ်စနဲ့အခုရောတိုးတက်မှု ရှိရလားယကြည်သာတလကျော်နှစ်လအတွင်းတော့တိုးတက်မှုမရှိသေးဘူးပေါ့စနေတကျပြန်ကြိုးစားရင်တော့တနေ့နေ့ပြန်ကောင်းမယ်ထင်ပါတယ်ကံကောင်းရင်တော့ ဒီနေ့ဒီမှာပြန်ကောင်းလာနိုင်မှာဖြစ်ပြီးကံမကောင်းရင်တော့တသက်လုံးဒီလိုနေသွားမယ်ထင်ပါတယ်ကျွန်တော်ကတော့စိတ်ထဲမကြပါဘူးဒီအချိန်နေနဲ့ပဲလုံနိုင်တဲ့အလုပ်တွေကိုလုပ်ရမှာပေါ့ဘဝဆိုတာဒီလိုပါပဲလေជីတာဟန်ကခက်အေးအေးပြောလိုက်တယ်ဒီခါဒေါ်တင်းတင်းသာဟာသားဖြစ်သူကိုမျိုးလုံးပြူးကြည့်ရင်းနဲ့စိုက်ကြည့်လိုက်ပြီးတော့ဘာလို့မမေ့မရှိတာတွေကိုပြောနေရလဲသားငယ်မင်းပြန်ကောင်းလာနိုင်နေဆိုပြန်ကောင်းပါပါမင်းတက်အသက်ကြီးတဲ့လေးဖြက်လူနာတွေတော့ပြန်ကောင်းချတည်တာပဲမင်းကဘာလို့မကောင်းစရာရှိလဲ မိရဲ့ကိုကိုကြီးနဲ့သမီးမွေးတို့သာဂီယူဆိုင်ပြီးတနည်းအတူပြန်ကောင်းပါပါမိခင်ဖြစ်သူရဲ့စကားကြောင့်ជីတာဟင်အตาရပြုံးလိုက်ပြီးကျွန်တော်ပြောတာနမိတ်မရှိတဲ့စကားမဟုတ်ဘူးမိကျွန်တော်အချိန်ကြီးကပြန်ကောင်းဖို့ဆိုတာ50 50တောင်မျှော်လင့်လို့ရတာမဟုတ်ဘူးဒီအချိန်ကြီးမှာပြန်မကောင်းလာခင်ဘာရီဆက်လုပ်ရမလဲဆိုတော့တွေးထားအမဘယ်ရာကိုမှပုံသေးတက်ထားလို့မရဘူးလေ။အိုးတော်ဆက်မှာဒီခေကြီးထဲမှာဇီးဝါတွေလည်းခင့်မိနေပြီ။ကိုမိသားစုထဲမှာလည်း ီအဝင်းတွေရှိနေတော့ဘာလို့ပြန်မကောင်းစရာအကြောင်းရှိမလဲမင်းသာမင်းအကိုကြီးတို့နဲ့သမီးမင်းတို့ရဲ့စကားကိုနားထောင်ရင်အကြခင်မှာပြန်ကောင်းမှာတည်ကြတယ်။သူမလူချင်းရအောင်ဆိုပြောနေတဲ့မိခင်ကြီးကိုကြီးသားဟန်ပြန်ရင်းမနေတော့ပဲသမင်းချက်အတော်ကြီးကိုလှမ်းခေါ်လိုက်တယ်။အမေတို့ဘာတော့မလဲသမင်းစောင်းရီမှာပြန်မလား။ဘာစားခြင်းလဲဘာချက်ခိုင်းလိုက်ရမလဲပြောပါ။အိုးမတော့ပါဘူးမစားပါဘူး။အဲ့ဒီလူရဲ့အိမ်ကဘာကူမှမစားမတော့ပါဘူး။စားတော့ဖို့လဲလာတာမဟုတ်ဘူး။မင်းကိုလာခေါ်တာ။ ချက်ချင်းပြန်ကြမှာဒီတခါတော့မင်းမလိုက်လို့မရအောင်နော်မအီကလိုက်ဆိုလိုက်ခဲ့ရမယ်စကားတွေမရှိနဲ့အလုပ်သမားတွေကိုကားပေါ်ပဲတင်ခိုင်းလိုက်သွားကြမယ်အနာယူနေချတားဖြစ်နေတာကြောင့်ထင်ပါတယ်မိခင်ကြီးကသူ့ကိုစို့အတင်းခေါ်သွားဖို့ဆုံးဖြတ်ထားပုံရပါတယ်ဟုတ်ကဲ့ပါအခုနားစင်ကြီးရတဲ့ဇလန်လေးကတော့စာရေးသူ AGV ရေးသားထားတဲ့ရင်းဝက်တကားဆိုတဲ့ဇလန်လေးရဲ့အပိုင်း၁၂ပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့အပိုင်း၁၃ကိုတင်ဆက်ပေးမှာမဟုတ်လို့ ပရိသတ်များအားလုံးကစောင့်မျှော်နှားဆင်ပေးကြပါအောင်ရှင်။နှားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။